ထိတ်တန်းတတိမကြီးဆိုပေမဲ့တန်မိုးကြီးလက်ဝရဏရီမစင်မြန်မယ်ယူရှင်းစွာနဲ့လာလို့လူပြောများနေတဲ့ဟင်းဝေရံမရှိမင်းသမီးရှုံးလောက်တဲ့အလားတရားကြောင့်နမဲကြီးလူပြောများနေတာကဟင်းဝေရံမရှိပါငယ်စဉ်ဆုံးတွဲမင်္ဂလာလက်မှတ်ထိုးပွဲကတော့တတူသားနဲ့တတူသမီးကနှစ်ဖက်မိသားစုတွေဧည့်သည်တွေကပါတိမ်မောင်းတောင်းချီတန်းနဲ့လက်ဝဲရတနာတွေနဲ့တက်လက်လက်တောက်ပခဲ့ကြတဲ့ပွဲပါပဲ။ ဒီလိုစိန်နေကြောက်တွေယန္တနာတွေပြိုင်ဆိုင်တောက်ပနေတဲ့ကြားထဲမှာပရိသတ်ရဲ့အာယုံကိုလုံးဝဖန်ဆာသွားခဲ့တာကတော့ရွရှင်ရဲ့လာတရားနဲ့ချက်တည်ရှိရှိထင်းနေခဲ့တဲ့ဟိဝရရဲ့မရှိပဲဖြစ်ပါတယ်။သူမကတော့ဟိဝရရဲ့အကိုချင်းတစ်ချိန်ကမင်းသားဟောင်းစေဦးအောင်ရဲ့စနီးတဲ့ပါပဲ။သူမဟာဟိဝရတို့ဆက်ဆက်ပွဲကလေးကချက်တည်ရှိတဲ့အလားကြောင့်တခါနမဲကြီးခဲ့ပူပြီးသားပါ။ အခုမင်္ဂလာပွဲမှာတော့တခြားသူတွေကရတနာရီပြင်းနေလာနေချိန်မှာသူမကလဲပေးမှဆွဲချိုမပါနှစ်တောင်းတိတိလေးပဲပန်ပြီးသူ့ရဲ့မွေးရပါမျက်နှာကြောင့်တည်ငိမ့်နဲ့ပြုံးနေပင်အားလုံးထက်ထူးခြားနေကြတာပါတောင်ကိုပြိတ္တတွေကတကယ် high class အလှမျိုးဆိုတာဒါမျိုးရတနာရီမလိုတဲ့အလှဆိုပြီးချီချူးမဆုံးဖြစ်နေကြတာပါ သူမရဲ့ခင်မစေဦးအောင်ဟာဩစတြေးလျမှာပညာသင်သွားရင်သူမနဲ့တွေ့ဆုံခဲ့ကြတာဖြစ်ပြီးအခုလိုထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်နေဖြစ်နေကြပါပြီ တကယ်ထိတ်တန့်တထေးမကြီးတရားဖြစ်ပေမယ့်ယန္တနာရီမစင်မြန်မယ်ရုပ်ရှင်စွာလှပနေတဲ့ဟေဝိယံမရှိရဲ့အလှတရားပေါ်ဘလို့မြင်မိတလဲဆိုတာပြောသွားကြပါအောင်ရှင်။